ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကအကူအညီပံ့ပိုးပေးတာဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd အကန့်အသတ်မရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအေဂျင့်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ ဆော့ကောပရိသတ်များအားလုံးပဲမင်္ဂလာပါအင်္ဂလန်လက်ဝေးစင်အသင်းကြီးပြဒါတူချဲရဲ့ပထမဆုံးလက်ဝေးစင်ပွဲစဉ်တွေမတိုင်မီလူရွေးချယ်ထားတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့မှစီတူနဲ့ကျွန်တော်တို့ကသုံးသပ်တင်ဆက်ပေးသွားဖို့ရှိပါတယ်ခင်ဗျာစီတူရဲ့မင်္ဂလာပါမင်္ဂလာပါကိုတူချဲရွေးလိုက်တဲ့လူစင်းထဲမှာအန်အသင်းစရာကစားမကြီးလည်းပါတယ်ဗောနော်ဟန်ဒါဆင်လိုလက်ဝေးစင်အသင်းနဲ့တော်တော်လေးကိုဝေးကွာနေတဲ့ကစားမအင်္ဂလန်လက်ဝေးစင်အသင်းမှာပြန်ပါလာတယ်နောက်ထပ်တာမြတ်တတိကစားမကြီးဖြစ် ဒါတန်ပန်းဆိုရင်အသက်30ကျော်မှဒါပထမဆုံးချိန်လူရင်းစဉ်ကစားမဖြစ်လာတယ်နောက်ထပ်အာဆင်နယ်က30ကျော်သက်ကစားမလေးစကယ်လီလိုဒါမျက်နှာသိကစားမလေးလည်းပါလာတယ်ဆိုတော့ဟိုဘောင်းဆုံးပေါ့နော်ဒါပြောစရာတော့တော်တော်လေးဖြစ်မယ်ထင်ပါတယ်အဲ့သူချေရွေးချေလိုက်တဲ့လူစင်းပေါ်ဒါစီတူ overall အမြင်လေးစပြောပါဟုတ်ကဲ့ကိုအမ်လူစင်းတစ်ခုလုံးကိုမပြောခင်အမ်ဒီဒုက္ခရဲ့အရေးပါတဲ့အဆုံးပြချက်ပေါ့လေအဲ့ဒါကဒီခိုင်လောက်ခါပါတယ်ပြီးတော့ဟန်ဒါဆန်ပါလာရပါတော့အဲ့ဒီကစားမနှစ်ယောက်ကို တချို့ကလည်းမရွေးချယ်သင့်ဘူးလို့ယူဆကြတယ်ခြေစွမ်းအဖြစ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကတူခဲဟာလည်းခြေစွမ်းအရရွေးရလို့တော့မမြင်မိဘူးတခြား perspective တခုအနေနဲ့မြင်ကြည့်ကြည့်ရပါပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒီ FA လည်းပြောတယ်ဒီတူခဲကိုယ်တိုင်လည်းဒီလက်ခံထားတဲ့အရာတခုပေါ့ cultural ဆိုတဲ့ဟာပေါ့လေ FA ရဲ့ဒီ socket ရဲ့အသင်းကိုလက်လွဲယူတဲ့အခါမှာကျွန်တော်တို့ဒီအားလုံးအလုံးစုံကြောင်လေခြင်းဘက်ကိုမသွားဘဲနဲ့ဖြည်းဖြည်းချင်းသွားတဲ့ပုံစံမျိုးဘက်ကိုသွားတယ်ပေါ့နော်အဲ့လိုသွားတဲ့နေရာမှာ ဒီဒီအင်္ဂလန်လေရွေးစဉ်အစုအဖွဲ့တစ်ခုလုံး ਨੇ အသားကြနေတဲ့ဒီအရေးပါတဲ့ဥဆောင်ကစားသမားတွေရာလည်းဖြစ်တဲ့ဟန်ဒါဆန်တို့ဝါခါတို့ကိုအဲ့အဲ့အဲ့အမြင်အဖြစ်ရွေးချယ်လို့ယူဆတယ်သူတို့တန်းပြီးတော့ဟိုဒီ line out ထဲတွင်းဖို့ဆိုတာတက်ဆိုင်ဒီတချို့တော့ကစားသမားအသစ်တွေရှိတယ်ပြီးတော့ပုံမှန်ဒီကစားသမားတွေရှိမယ်ပေါ့နော်ဒီဒီတူကယ်ရဲ့ ideal ဖြစ်တဲ့ကစားသမားတွေရှိမယ်လူငယ်ကစားသမားတွေရှိမယ်စမ်းသက်ထားတဲ့ကစားသမားတွေရှိမယ်ဒါပေမဲ့အဲ့အုပ်စုတွေအကုန်လုံးအတွက်ဒီဥဆောင်မှုပေးနိုင်တဲ့ ကစားသမိုင်းတွေလူတယ်ပေါ့နော်ဒါကကလပ်အသင်းလိုမျိုးအများန်းဒီမိသားစုတစုတွေလိုနေနေကစားသမိုင်းမဟုတ်ဘူး international တပ်ပေါင်းစုအသင်းပေါင်းစုကလာကစားသမားပေါင်းစုအသက်ရွယ်ပေါင်းစုဖြစ်တယ်အဲ့တော့ဒီဥဆောင်မှုစွမ်းရည်ရှိတဲ့ကစားသမားတွေကအရေးပါတဲ့ကဏ္ဍပါဝင်တယ်ပေါ့နော်အဲ့တော့အင်္ဂလန်မှာအများကြီးရှိမနေဘူးပေါ့ Declan Rice ရှိမယ် Hurricane ရှိမယ်အဲဒီလောက်ပဲလောလောဆယ်ရှိရတော့သတ်မှတ်နိုင်တယ်ပေါ့နော်အဲ့တော့အဲ့ဒီခါမှာခုနလိုမျိုး Henderson တို့လိုတကယ်ကိုဒီ leadership body အရန်ကောင်းတဲ့ကစားသမားတွေကိုရွေးချယ်မယ် Walker တို့လို့ ဒီတက်ရောက်မှုရှိတဲ့ကစားသမားတွေပေါ့လေအဲ့တော့ဒီဟာအကြောင်းအဲဒီဝေါ်ကာရိုဟန်နာဆန်တို့ပါလာတယ်လို့ကျွန်တော်ကတော့မြင်မိတယ်ဒါတော့ဒီတချို့အဲမပါတဲ့ဘူးဆိုတဲ့အမြင်တွေပေါ့နော်ဒါခြေစွမ်းအဖြစ်တော့မှန်ပေမဲ့ဒီတခြားတစ်ဖက်ကြည့်ရင်အဲ့လိုမျိုးဖြစ်နိုင်တယ်အဲ့ဒီအကြောင်းကိုလည်းဒါ FA ရဲ့အမ်ကျွန်တော်မင်းနေသူဌာနတော့မသိဘူးဘာစီယူကိုလည်းမသိသူလည်းဒီဒုခလေးရဲ့လုံနေတာလည်းပတ်သက်ပြီးတော့လွန်ခဲ့တဲ့ကာလကြီးတော့ပြောဘူးလေပေါ့နော်လွန်ခဲ့တဲ့လလောက်ကသူဒီအကြောင်းမီဒီယာတွေကို ြောဘူးလေသူခက်လုံးတယ်သူခက်အရန်လုံးစူးစားတယ်ပြီးတော့အဲခုနကျွန်တော်ပြောတဲ့ cultural ပေါ့သူတို့သုံးနှုန်းတဲ့စကားမှာ cultural ဆိုတာပါတယ်အဲပုံစံလေးနဲ့ဒီဟာကိုသွားနေတယ် process လေးရှိတယ်ပေါ့နော် socket ကြီးရဲ့လုတ်ခဲ့တဲ့အရာတွေကိုလည်းသူခက်ကလေးစားတယ်လေးစားတဲ့အတွက်အဆိုတွေဟာပါတယ်အဲ့တော့ဒီဘွန်ကိုအရှိန်နဲ့နောင်းနေကိုချိတ်ဆက်နေတဲ့တဘောတစ်ခုလို့ကျွန်တော်တို့မြင်မိရဲ့ကိုအဓိကဒီ dressing room မှာဥဆောင်မှုပေးနိုင်တဲ့ကစားသမားတွေပေါ့လေဒီဒီခေါ်လိုက်တဲ့ကစားသမားတွေက walker ရောနောက်တာ hanasen ရောက hanasen ဆိုလဲတာအင်္ဂလန်မှာ တင်းကောင်းတော်နီးပါဗောလေကပရီလက်ဘက်မှာပတ်တဲ့တင်းကောင်းတော်တယောက်နီးနေတယ်ဒါကစားခဲ့တယ်ဆိုတော့ညီပြောတဲ့ရှူတော်ကကြည့်မယ်ဆိုရင်တော့ dressing room ကိုဥဆောင်ဖို့အတွက်ဒီ wine ကစားတော်ကနှစ်ယောက်ကိုဒါပြန်ခေါ်လိုက်တာဗောနောက်ထပ်ဒီမှာပြောစရာဖြစ်တာဒါ rush ဖို့ပြန်ပါလာတယ်ပြန်ပါလာတဲ့ဟာကတော့ဟိုကစားသမားဘက်ကကြည့်မယ်ဆိုရင်လည်းအရန်ကိုကျူစုကျူစုမဲ့အချက်မျိုးပေါ့နော်ဒါပရိသတ်တွေဘက်ကကြည့်မယ်ဆိုရင်ဒါ rush ဖို့ကျူစုမယ်လို့ထင်ပါတယ်ဘာကြောင့်မလဲဆိုတော့လက်ရှိဒါ Aston Villa မှာပြနေတဲ့သူ့ရဲ့ခြေစွမ်းဟို အကောင်းဆုံးပုံစံမဟုတ်ဘူးဆိုရင်တော့မှဒီ Manchester United မှာရုန်းကန်ခဲ့ရတဲ့အနေအထားနဲ့ရှင်းလိုက်မယ်ဆိုရင်အရင်ကကိုင်းနေစရာကောင်းတယ်လို့အဘူကတော့ထင်တယ်ဒီ Rashford ပြန်ပါလာတဲ့အချိန်ရောဒါသူခဲဘလို့အနာဂတ်မျိုးဘလို့ plan မျိုးနဲ့သူခဲရဲ့ဒီကစားခွင့်မှာပေါ့နော်ဘလို့ပါဝင်လာမလဲဆိုတာတစ်ချက်လောက်စီးပြီးသုံးသပ်ပေးပါဦးဟုတ်ကဲ့အမ်ဒါအင်္ဂလန်တော့အရင်အရေးကြီးတဲ့နေရာပေါ့နော်ပြီးခဲ့တဲ့ Euro ပြိုင်ပွဲတော့ကောင်းချောက်ခဲ့ရတဲ့နေရာတစ်ခုလည်းဖြစ်တယ်ပေါ့နော်ဘယ်ဂျန်တိုက်စစ်ကတော်တော်လေးလိုအပ်ချက်ဖြစ်ခဲ့တယ်အဲ့တော့ကစားသမားအရေးသွင်းမြင့်တဲ့ကစားသမားရှိတယ်ဒါပေမဲ့အရေးသွင်းမြင့် ဒါရင်အရင်သွေးမြင့်တဲ့ talent တွေအရင်သွေးကောင်းလုံးတဲ့ကစားသမားတွေပဲလိုအပ်တာမဟုတ်ဘူးဒီအသင်းလိုက်ကစားဟန်အတွက်ဟိုအထောက်အကူပြမဲ့ကစားသမားလိုအပ်တယ်ပေါ့နော်အဲ့တော့ hurricane ဟာအမ်ဒီနေရာချန်ခဲ့တာရှိရှိမှာပြီးတော့ဒီ drop deep လောက်တယ်ပေါ့နော် drop deep လောက်တဲ့အခါမှာအဲ့ဒီလိုအပ်တဲ့ဝင်လွတ်သွားတဲ့နေရာတွေကိုဖြည့်ဆည်းမဲ့ကစားသမားတိုက်စစ်ဝင်စင်မဲ့ကိုးသွင်းမဲ့ကစားသမားမျိုးလိုအပ်တယ်ပေါ့နော်အဲ့တော့ rush ကအဲ့လိုကစားသမားမျိုးဖြစ်တယ်။ तू ဘလောက်ကောင်းတယ်မကောင်းဆိုတာတခဏနှားဖြစ်ပြီးတော့သူ့ရဲ့ type ဟာ hurricane နဲ့ ဟာရီကိန်းရဲ့ style နဲ့ဒီအညာမညာဖြစ်နေတဲ့ပုံစံကအရေးပို့ပြီးတော့အရေးပါတယ်ပေါ့နော်နောက်ထပ်ပို့ပြီးတော့ထပ်တွေ့ရမှာအင်္ဂလန်ညာတောင်မှာလည်းအဲ့လိုမျိုးဒီဘဲချင်းနဲ့အထဲတွေဝင်ပြီးဂိုးတွေသွင်းတဲ့ကစားသမားမျိုးပိုင်မပိုင်ဆိုင်တော့ဘောနော်ဘူခါယိုဆာကကောင်းတယ်ဒါပေမဲ့ဘူခါယိုဆာကသွင်းတဲ့ကိုသွင်းနှုံးဟာဘောမဆာလာကိုသွင်းတဲ့ကိုသွင်းနှုံးမဟုတ်ဘူးအဲသူသူ style နဲ့သူရှိတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုး overall ဖြန့်ကြည့်တဲ့အခါမှာ rushful ရဲ့အခန်းကဏ္ဍအရေးပါတယ်ရရှိုးဟုတ်တယ်မလောလောဆယ်အမှန်လောလောဆယ်မှာဂိုးရအများကြီးတွင်းမနေဘူးဒါပေမဲ့သူကဂိုးရအများကြီးတွင်းခဲ့ဘူးလေကစားသမား ကိုသွင်းခြေသွန်းမြင်တဲ့ကစားသမားအဒီကိုသွင်းနိုင်ဆိုရင် threat မြင်တဲ့ကစားသမားဖြစ်တယ်ပြီးတော့လှင်ညံတယ်ပြီးတော့လိုအပ်ရင်လိုအပ်သလိုမျိုးဒီပန့်ပိုးပေးနိုင်တယ်မဟုတ်တိုက်စစ်ဘူး acrylic ရှာ rush wave လိုမျိုးကိုသွင်းနိုင်ဆိုရင်ရှိမနေဘူး acrylic ကောင်းတဲ့ပုံစံတစ်မျိုးပေါ့နော်အဲ့တော့အင်္ဂလန်ရဲ့လက်ရှိ setup မှာဒီအဲ့ဒီ Vargas rush wave ရဲ့အဲ့ဒီစွမ်းဆောင်ရည်ကိုမျောလင့်တဲ့အတွက်အဲရွေးချယ်လို့ကျွန်တော်တို့ယူဆတယ်ပြီးတော့ rush wave ကအခုမှပို့ပြီးတော့ အဲကျွန်တော်တို့ရက်ကွက်ပုံစံနဲ့ပြောမယ်ဆိုတော့အပိုးကျိုးတယ်ပေါ့နော်ဒီဒီနှိမ့်သွားတဲ့အခြေအနေမှာသူပို့ပြီးတော့စူးစမ်းရတယ်ပေါ့ဗျာကျွန်တော်တို့ကဒီရိုးရိုးစကားနဲ့ပြောကျွန်တော်စကားလုံးနဲ့ပြောမယ်ဆိုတော့ကျွန်တော်အမြင် refresh ရဲ့စူးစမ်းမှုကိုကျွန်တော်မြင်ရရလို့ဟိုကျွန်တော်မြင်တယ်အဲအဲ့ဟာကလည်းဒီအင်္ဂလန်အသင်းတို့ကအလင်းရောင်တစ်ခုဖြစ်လာမလားပေါ့နော်အင်္ဂလန်မှာဘာလို့လဲဆိုတော့ဒီ Southgate ရဲ့အသင်းမှာ lower chair ဖြစ်ခဲ့တဲ့နေရာက ဲ့နေရာပြကွင်းလေပေါ့နော်အပြ right back ပေါ့အဲ့အဲ့အဲ့ထားပါလို့အဲ့တခြားနေရာကြီးထက်ဆိုင်လောလောဆယ်အဲ့ rushful ကိစ္စနဲ့ပတ်သက်ပြီးပြောရမှာဆိုရင်အဲ့ဘယ်နေရာလိုအပ်ချက်ဖြစ်တဲ့အတွက်အဲ့ဒီလိုမျိုး set up စင်လာတာလို့ကျွန်တော်တို့ယူဆမိတယ်ကိုဟိုဂျားလက်မှာဒီ league cast လေးကန်လိုက်တဲ့အချိန်မှာတော့ jack clear list ရဲ့ gordon ရဲ့ဒီဖဲချန်းကိုဒီလိုရှင်းလိုက်တာပွဲတချို့မှာတော့မဆိုးဘူးတော်တော်လေးကိုကောင်းသွားတဲ့ပုံစံလေးတော့မြင်ရတယ်ပေါ့လေဥပမာတော့ဒါ grealish ကိုခြံထားပြီးတော့မှဒီ rushful ကိုတုံးလာဆိုတော့ပုံစံတစ်မျိုးနဲ့တော့ပြန်ပြီးတော့မြင်ရနိုင်မှာတင်တယ်ဥလား လာမဲ့ဒီဒီဘက်ထက်မှကစားမဲ့ပွဲတွေကတော့အင်္ဂလန်အတွက်ဒါခြောက်နေအယ်လ်ဘီးနီးယားတို့ဒါလက်ဗီးယားတို့ဆိုတာအင်္ဂလန်ရဲ့အဆင့်နဲ့ကြည့်မယ်ဆိုတော့ဒီလိုလေးကိုနိုင်ပါတယ်ဒါအယ်လ်ဘီးနီးယားကခြေစွမ်းခြေစားရှိရဲ့အသင်းတစ်သင်းလို့ဆိုရင်တော့မှအင်္ဂလန် level နဲ့ကြည့်မယ်ဆိုတော့ဒါနိုင်တယ်ဆိုတော့သူခဲအတွက်ကအမှန်တမ်းပြောရင်ဒါအင်္ဂလန် level စဉ်အသင်းနီးပြားကလည်းဒါ Manchester United နီးပြားတို့ဒါ Brazil level စဉ်အသင်းနီးပြားတို့လိုမျိုးပဲအရန်ကိုဖိအားများတဲ့နီးပြားတွေတောင်းဝင်ဒီလိုဖိအားများလုံးတဲ့နီးပြားတယောက်တည်းပွဲထွက်မှာရလာကောင်းဖို့အရန်ကိုအရေးပါတယ် ဒီလိုမျိုးရေးပါတဲ့အချိန်တွေမှာအသေးငယ်လေးနေလဲတွေ့ရမယ်ကစားမှာလည်းဝင်ပလီကွင်းမှာရဲမဲ့ကစားရမယ်ဒီအချိန်တွေဟာသူခဲအတွက်အကူကတော့အများကြီးအပြုသဘောဆောင်တယ်လို့မြင်တယ်ဒါစီတူဘောဘလို့မြင်မိလဲအမြင်မှန်တယ်ကိုတကယ်ကိုကျွန်တော်လည်းအဲ့လိုထောက်ခံတယ်ပေါ့နော်အဲ့အယူအဆပြီးတော့ဒီကဘာဖလားခြေစစ်ပွဲလေးဖြစ်တယ်ဟုတ်ကျွန်တော်ခြေစမ်းပွဲလေးနိုင်လိုက်ရုံမဟုတ်ဘူးပေါ့နော်အသေးငယ်လေးဖြစ်တယ်ဟို impact ရှိတဲ့ပွဲလေးဖြစ်တယ်အဲ့တော့ဟိုအရာအလုံးကပြည့်စုံနေတာပေါ့ဒီအချိန်ကဒါပေမဲ့နိုင်မှုတော့လိုတယ်သူတပင်အယ်ဘေးနီးယားကကစားပုံမာတယ်ကန်ဆယ်ကောင်းတယ် ကျွန်တော်နားလည်ထားတယ်ပေါ့နော်အဲ့လိုအခြေအနေမျိုးရှိတယ်အဲ့တော့အင်္ဂလန်နေနဲ့ဒါအခုအသင်းသစ်ဖြစ်တဲ့အတွက်သူ့အနေနဲ့ဒါကိုဟိုလောက်လောက်ပြဖို့လိုတယ်ပေါ့လုံးမဆိုရင်ဗျာဒီပြီးခဲ့တဲ့ international camp နဲ့အခု international camp ကြားမှာ gap ကြီးရအကွာကြီးဖြစ်သွားပြီအကွာကြီးဖြစ်သွားပြီပြီးခြားထဲမှာကစားသမားအရင်ပင်ပန်းထားတယ်တော်တော်များများပေါ့နော်ဒါအထူးသဖြင့်အင်္ဂလန်ပူပင်ပန်းတယ်ဘာလို့လဲဆိုတော့ premier league ကစားသမားတွေအခြေခံတာဖြစ်တဲ့အတွက်အဲ့တော့အရင်ပင်ပန်းထားတာဆိုတော့နည်းနည်းလေးကျွန်တော်ထင်ထားတာတော့လွယ်မယ်လို့ကျွန်တော် ဟိုမယူဆဘူးနည်းနည်း risky ဖြစ်တဲ့အခြေအနေနိုင်လာတော့နိုင်ပါဘောဗျာဒါပေမဲ့ဟိုလန်ပြန်နေရောင်နိုင်မဲ့နိုင်ပွဲမျိုးကအမြင်မြင်ကျင်းရမှလည်းမြင်ရလိမ့်မယ်အင်္ဂလန်လူစင်းကောင်းနေတာပဲလာဗီယာတို့နေနွန်းတာပဲအဲအဲ့အကြောင်းဟိုအရင် overwhelming ဖြစ်တဲ့ဒီ victory တွေဖြစ်ချင်မှဖြစ်လိမ့်မယ်လက်ရှိအခြေအနေအရာပေါ့နော်အဲစမ်းသပ်ရမှလည်းအများကြီးရှိသေးတယ်ပြင်ဆင်ရမှလည်းအများကြီးရှိသေးတယ်လူကယ်ကဒီဂျားကာလာမှာအကုန်လုံးဒီကစားသမားတွေသူစားသမား pool ကို55ရောက်ထိလောက်ထားပြီးတော့ဇန်နဝါရီရက်သူရွှေ့ထားတာအဲ့ pool က ်အဲ့ဒါအခုကတော့ဒါနောက်ဆုံးဟိုစကားတင်တင်ဟိုအပြီးတဲ့ရွေးလိုက်တာပေါ့နော်အဲ့လိုရွေးထားတယ်ဒီကစားသမိုင်းနဲ့သူအမြဲတမ်းဒီထီထွေးဆက်ဆံနေ message တွေရတယ်တဆင်ဒါပေမဲ့ message ကန်ထီထွေးဆက်ဆံတာဟိုတူခဲရဲ့အယူအဆတူခဲလေ့ကျင့်ရေးလေ့စနစ်တွေနဲ့တွားနေရမဟုတ်ဘူးပေါ့နော်အဲ့အခုမှစားပြီးတော့လောရမှာဖြစ်တဲ့အတွက်အင်္ဂလန်စာလုံးရင်းစမယ်အစစ်မှာရှိတယ်ပြီးတော့အဲဒီ tactical setup အရာကြည့်ရင်ဒီ grace update ထားခဲ့တဲ့အသင်းဟာအဲပြောမယ်ဆိုရင်အရင် conservative ဖြစ်လွန်းတဲ့ tactical setup ထဲမှာ ရောက်တယ်ပေါ့နော်။အဲတောမက်ဒူကယ်ရဲ့ဒီပင့်ကိုတတကယ် setup ကြတော့ conservative မဟုတ်သူ modern sense နဲ့ modern sense ပြီးတော့တော်တော်လေး modern sense တဲ့အထဲမှာလည်းပါတယ်ပေါ့နော်။တကယ်အရင်တော်တဲ့အပိုင်းတွေလည်းရှိရဲ့ conservative ဖြစ်တဲ့အပိုင်းတွေလည်းရှိရဲ့ဒါပေမဲ့အချိန်တည်းမှာပဲ innovative ဖြစ်တဲ့အပိုင်းတွေလည်းရှိတယ်။အဲ့တော့တောမက်ဒူကယ်ကိုယ်တိုင်မှာကိုကအဲ့ဒီစိန်ခေါ်မှုတွေပေါ့နော်။ဘာလို့လဲဆိုတော့သူကလပ်အသင်းမှာသူအဲ့ဒါကြီးစမ်းသက်လို့ရတယ်ကလပ်အသင်းမှာသူအဲ့ဒီသူ့ရဲ့အဲဒီထူးခြားတဲ့လက်ကျင်စနစ်တွေသူပြင်ဆင်လို့ရတယ် အဲသူတစ်ထပ်ပါတော့ဒီအရင်နာမည်ကြောက်ကြဆိုရင်ဒီ queen ကိုသူကဒီကျွန်တော်တို့ queen ကတောင်းမစတုကံပုံရှိရပေါ့နော်ထပ်ပါတော့တောင်းမစတုကံပုံသူက queen ကိုအဲ့လိုမျိုးကျင်တာပေါ့တောင်းနေပြီးဖြတ်ပြီးတော့ကျင်တာပေါ့နော်အဲ့တော့အဲ့အဲ့လိုမျိုးဟာမျိုးတွေဒါသူ့ရဲ့သူ့ရဲ့ visa သူ့ရဲ့လေ့ကျင့် style ကိုအဲ့လိုဖြစ်နေရအဲ့တော့ဒါ ho ဒါ minds တို့တောင်းမုံတို့မှာကြော်ကြားခဲ့တယ်နောက်ပိုင်းမှာသူမလုပ်တော့ဘူးပေါ့နော်အဲ့မဲ့သူလုပ်တဲ့အဟာအများကြီးရှိတယ်အဲ့သူသူကသူကအဲ့လိုလုံးချင်တာအဲ့လိုလုံးချင်တဲ့အတွက်တချို့သောကစားသမားတွေနဲ့အဆင်မပြေတာတွေလည်းကလပ်အသင်းတွေမှာဖြစ်ခဲ့ပြီးပါတယ်အဲ့တော့ နိုင်ငံအသင်းမှာတော့ तू အဲ့အဲ့လှုပ်ချင်စိတ်ကြီးကိုအရင်လှုပ်လို့မရဘူး။ तू အဲ့ဒါလှုပ်ဖို့အချိန်မရဘူး။ तू ကိုယ်တိုင်အဲ့ဒါအတက်ဖြစ်ဖို့လိုအပ်တဲ့စိန်ခေါ်မှုရှိတယ်။အဲ့တော့ဒီကာလဟာပွဲတော့ခြောက်နေဒါပေမဲ့ तू အဲ့စိန်ခေါ်မှုတွေကိုစပြီးတော့စလုံးရင်စရမယ့်ကာလတစ်ခုတော့ဖြစ်နေတယ်ပေါ့။ဟုတ်။အဲ့မှာဟိုဒီအင်္ဂလန်လက်ပြစင်အသင်းကိုဘယ်လို formation မျိုးနဲ့ရောဒါသူခဲပွဲထုတ်လာမယ်လို့ဒါထင်လည်းမသိဘူး။အဲကျွန်တော်ကျွန်တော်က၄နှစ်၃တည်း၄၃၃ဂျာတွေက hybrid ပဲသွားမယ်လို့ထင်တယ်ဗောနော်အဲ့ဒါလက်ရှိဖြတ်သန်းခဲ့တဲ့အင်္ဂလန်အနေနဲ့ရောပြီးတော့လက်ရှိရွေးထားတဲ့လူစင်းတွေရောကျွန်တော်တို့ချိန်ကြည့်လိုက်မယ်ဆိုရင်အဲ့ဒီဘက်ကိုရိမ့်နေတယ်ဗောနော်သူဟိုအဲ့ဒါလည်းနိုင်ငံတကာနိုင်ငံတကာဂျန်ဝဲတွေက basic setup လို့ဖြစ်နေတာဗောနော်သူသူလက်ရှိရွေးထားတဲ့ပုံစံရောအဲ့ဒီ setup ကိုသွားမယ်လို့ကျွန်တော်တို့ထင်တယ်အဲ Rice ကတော့ Hurricane ဗောနော် Hurricane ရှိမယ်ပြီးရင် Bellingham တေချာမယ် Declan Rice တေချာမယ်အဲပြီးတော့ဂျန်တဲ့ဒီအဲ့မှာဝင်ယူတစ်ခုရပါဘူးခန်းစစ်မှာတော့ Gehi နဲ့ပြီးတော့ Concert ကွန်ဆာရှိမလားဒါမှမဟုတ်ဒါ Chelsea ကအဲဒီ level ကို level ကိုအဲအဲအဲ၃အဲ၃ရောက်အလင်မှာကျွန်တော်တို့ဟိုနေရာတစ်ခုပေးလို့ရမယ်ပေါ့နော်အပြီးတော့ဒီ Liverment ကိုပါလာတယ်ဘယ်ဘက်မှာတော့ဘသူ့အသုံးမလဲမသိဘူးဘယ်မှာ scale လေးတယောက်ပဲ LB စစ်စစ်တမ်းမန်းရှိမယ်ပေါ့နော်တမ်းမန်းရှိမယ်အဲတမ်းမန်းကလည်း LB စစ်စစ်မဟုတ်တဲ့အခါမှာ LB စစ်စစ်ကတော့ဒီ low scale လေးပဲရှိမယ်ဒါနိုရာဒီကာလာကျော်သွားရင်တော့ loose hall ပြန်တက်တာလည်းလူဆိုရွှေးမယ်ထင်ပါတယ်လက်ရှိအချိန်မှာအဲ့တော့လက်ရှိ setup ကအဲ့လိုပုံစံလေးရောရှိတယ်အဲ့ကျွန်တော်အထင်တော့လေးနှစ်သုံးတက်သူမဟုတ်လေးသုံးသုံးဆိုတဲ့အခြေအနေမှာပဲသူသွားလိုက်မယ်လို့ယူဆတယ်အဲစောက်ကိလက်ထက်ကပြဿနာတွေကချင်းချင်းပြည်လေသွားအောင်မလဲမဟုတ်ဘူး 2K ကင်လည်းမပြည်လည်နိုင်သေးဘူးလို့ကျွန်တော်တို့ထင်တယ်ဘာလို့လဲဆိုတော့အင်္ဂလန်ဟာကွင်းလေဒီ double pivot double pivot မှာမှဒီ nemesis position နဲ့ role မှာအဲ aces role နဲ့အဲဒီအကောင်းဆုံးကစားနိုင်တဲ့ကစားသမား အခုချိန်ဒီမရှိသေးဘူးပေါ့နော်အာဒက်ကလန်ရိုက်စ်ကကောင်းကောင်းကစားနေတယ်ဒါပေမဲ့ तू က sister ဆိုင်8ဘက်ကိုပူချိန်နေကစားသမားမျိုးဖြစ်တယ်ဘယ်လင်ဟန်10မှာကစားမယ်ပေါ့နော်အဲ့တော့အဲ့ sister role ဆိုတဲ့နေရာမှာတကယ်ပြည်ပြည်ပြင်းကစားနိုင်တဲ့ကစားသမားပျောက်ဆုံးနေတယ်အဲ့ပျောက်ဆုံးနေရာဒါ midfield base ပေါ့နော်အဲ့ midfield base ကတော်တော်လေးအရေးကြီးရခုနဘယ်ချမ်းမှာအလိုဝတ်ချက်ရှိတယ်ပေါ့လားသုံးလားမလားမသိဘူးအဲသုံးသုံးသုံးလိုက်ပါအဲ့ဒါဆိုတော့ပွဲကြီးတစ်စီးပဲတော့သုံးလားဟုတ်ကဲ့နောက်ဘာလဲကာစလီလက်ထက်ကပြင်းထန်ကာလာမူခေါ်လိုက်တဲ့ကစားသမားလေးရှိတယ်အင်ဂျယ်ဂိုမက်စ်အင်ဂျယ်ဂိုမက်စ်အင်ဂျယ်ဂိုမက်စ်ကတော့ ကောင်းပါတယ်ခြေစွမ်းကတော့ဒါမဲ့ကျွန်တော်အများကြီးတော့မမျော်လင့်ဘူးပြီးတော့ဟိုတူခဲအတွက်အရေးကြီးရတာဗျာတူခဲယူရို2028အတွက်ကိုင်းနေတာမဟုတ်ဘူးဒီကဘာပလာအတွက်ကိုင်းနေတာ2026 2026ကိုင်းနေတာဖြစ်တဲ့အတွက်သူ့အတွက်ချစ်ချင်းရေဒို impact ဖြစ်တဲ့ကစားသမားတွေပေါ့နော်ဟိုကျွန်တော်တို့ဒီ natural လုပ်ပြရမယ်ကစားသမားမျိုးတက်စားချစ်ချင်းရေဒို impact ဖြစ်မယ်ကစားသမားတွေပို့ပြီးတော့လိုအပ်တယ်သူအဲ့လိုမျိုးဘက်ကိုပဲသွားလိမ့်မယ်လို့ကျွန်တော်တော့ထင်မိတယ်ဟုတ်ဟုတ်ကတော့လောလောဆယ်ရွေးတဲ့အထက်မှာတော့ခန်းစစ်တန်းလေးရအောင်နည်းနည်းလေးတော့အားနည်းမယ်လို့ထင်တယ်ဟုတ်လေခန်းစစ်တန်းကကြတော့တကယ် ဟိုပြန်မဲ့တိုက်စစ်တွေကိုကြောက်ရလောက်တဲ့ image မျိုးပါရှိတဲ့ကစားမမျိုးပါဒါတိတ်ပြီးမပေါအောင်ဆိုတော့ဒီခန်းစစ်တန်းလေးကတော့နည်းနည်းဆိုးစရာရှိတယ်နောက်တစ်ချက်ကကြောင့်ဒီဒီ 2K ကဒါ work from home လုပ်တယ်ပွဲတွေကိုဒီ stadium ထဲကိုဓာတ်ရိုက်သွားကြည့်တာမျိုးတဲ့ဆာရင်သူကဒီ German မှာနေပြီးတော့မှ Germany မှာနေပြီးတော့မှပဲ work from home လုပ်တယ်ဆိုပြီးတော့မှအခုလိုလည်းသိရတယ်ဒီချက်ကနိုင်ငံရင်ကတော့ သိကြပါတယ်အင်္ဂလန်ကတော့မသိရင်ကမ္ဘာဖလားရတယ်လို့မျိုးပဲမီဒီယာတွေကကြီးကြီးဒါပေမဲ့ရှုံးခဲ့တယ်ဆိုရင်သူ့ရဲ့ဒီလက်ရှိသွားနေတဲ့ FA နဲ့သဘောတူညီမှုယူထားတဲ့ဒီလို work from home လုပ်တဲ့ process တွေကိုပါထိခိုက်နိုင်တယ်လို့ထင်လားမသိဘူးကြီးအဲထုံးစံလိုက်ရင်ပေါ့အင်္ဂလန်မီဒီယာတွေကတော့ဖွက်မှာပဲပေါ့နော်အဲ့တော့ရှုံးခဲ့မယ်ဆိုရင်တော့ကြာတော့ထိခိုက်တယ်လို့မြင်တယ်ဒါတော့မီဒီယာတွေအပိုင်းပေါ့နော်တူခဲအဲ့ဒါကိုကန်တွယ်နိုင်ဖို့လိုတာပေါ့နော်ဒါတော့ပိုင်းဒါပေမဲ့ work from home လုပ်လို့အဲ့လိုထိခိုက်နိုင်တယ်ဆိုတော့ကျွန်တော်မယူဆဘူးပေါ့လေတကယ် reality ကိုကြည့်ရပါဟိုကတော့ video impact ပေါ့လေတကယ် reality မှာတော့ ဒီအရာကြီးကြီးဘယ်လိုပဲကြီးကြီးဒီလိုမျိုးဒါထိတ်တန်းဂူရူတယောက်အနေနဲ့ digital master brain လည်းဖြစ်တယ်ဒါပြီးတော့ကိုယ်တိုင်လည်းတကယ် elite trainer လည်းဖြစ်တယ်ဒီလိုဒီလိုလူတွေအတွက်ကကိုင်းနေမှာကြည်ညာကဒီ five တခုရတာလွယ်လို့အများကြီးထူးခြားမနေဘူးပေါ့နော်အဲကစားသမားတွေတော့ထူးနေထူးမှာပါဗျာနီးပြတ်တော့အများကြီးထူးမနေဘူးအဲအိမ်ရသူကြည်တာပို့ပြီးတော့ဟိုမြင်နိုင်သေးရဲ့လို့ကျွန်တော်ယူဆမိတယ်အဲပြီးတော့သူ့အနေနဲ့ကစားသမားတွေနဲ့ကိုင်းနေမှာသူထိတွေ့နေပြီမဲ့ကျွန်တော်တို့ဒီ FA ကပြန်တတိ အဖေကပြန်ပြီးတော့ပြောပြထားတဲ့သတင်းတွေအများဆိုရင်ပြီးတော့ကစားသမားတွေကိုယ်တိုင်ပြောပြတဲ့သတင်းတွေအများဆိုရင်သူကဟာကစားသမားအလုံးနဲ့သူဇန်နဝါရီရက်သူရွေးထားတဲ့55ရက် poll ရှိတယ်ဗောနော်အဲ55ရက်လုံးနဲ့သူအများအထီးတွေ့ဆက်ဆံနေတယ်ပြီးတော့ကစားသမားရဲ့လိုအပ်တဲ့ support တွေကိုသူပေးနေတယ်လို့ပြောတယ်ဗောနော်အဲပြောခဲ့တဲ့ဇာကကစားသမားကတော့အဲကိုသမား Jordan Pickford ကအဲ့ဟာကိုပြောခဲ့တယ်ခြားကစားသမားတွေပြောတာလည်းရှိတယ်ဒါပေမဲ့ကျွန်တော် Pickford ပြောတာတော့မမီနေရဗောနော်အဲ့တော့သူကဟာအဲ့လိုတော့အလုပ်လုပ်ထားတယ်ဒါတော့ reality ပေါ့ဒါပေမဲ့တေးကြတယ်သူရလက်ဆိုးခဲ့ရင်တော့ခုနခါနဲ့ပတ်သက်ပြီးတိုက်ခိုက်ခံရဖို့တော့ တကယ်လို့များနေပေါ့လေဟုတ်ကဲ့ဒါသူချဲနဲ့ပတ်သက်သူခဲနဲ့ပတ်သက်ပြီးတော့မှအင်္ဂလန်အသင်းဒီနီးပြယူမဲ့အခြေအနေပေါ့လေဒီအခြေအနေရောနောက်တစ်ပွဲအခြေအနေရောပွဲအခြေအနေကတော့မှန်တိုင်းပြောတိတ်ပြောမှသုံးသက်စရာလဲလုံမထင်ဘူးပေါ့ဘာကြောင့်မလဲဆိုတော့အင်္ဂလန်ဒီအသင်းကိုလည်းအကိုတို့ဒါမမြင်ရသေးရအောင်နောက်တစ်ပြိုင်မဲ့အသင်းအခြေအနေကြည့်မယ်ဆိုရင်အရန်ကြီးလောလောလောလာပြောရတော့တဲ့ပြိုင်မဲ့မျိုးမဟုတ်တာလဲတချောင်းပေါ့လေဒါကတော့သူခဲနဲ့ဒါအင်္ဂလန်လေဝေးစင်အသင်းပြင်ဆင်နေပုံကိုဒါညီသုံးသက်ပြီးသွားဖြစ်ပါလေဒီစီစဉ်လေးကိုကြည့်ရှုခဲ့ကြတဲ့ဆော့ကာပရိသတ်တို့ကြီးစီကိုလည်း ဒါကျေးဇူးအားလေးမယ်လို့ထင်ပါတယ်အားကြောင်းဝန္ဒရှင်များအားလုံးကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ